ရှင်များဟိုမေကုံမေရှောက်ခွင့်ပြုပါရှင်များအာတပည့်တော်တို့ဒီတငယ်ချင်းတွေပြောနေတာဗောနော်ဟာငါတို့မိဘတွေရာတဲ့ငါတို့ဟာအရင်တောက်တာမကောင်းလို့ဘာလို့ပြောတယ်ဗောရှင်များဒါမဲ့သူတို့ကြတော့ကိုကြီးကျော်တို့ကြတော့ထိုင်ကြော့နေရယ်ဗောနော်ဒါကြတော့ငါတို့ကြတော့မကောင်းပြောတယ်မကောင်းအရင်တောက်နေတဲ့ကိုကြီးကျော်ကျော်ကိုကြီးကျော်ကြတော့ဘာလို့ထိုင်ကြော့တာလဲတဲ့အဲ့လိုပြောရယ်ရှင်ညံမရှိလို့လို့ အသက်ကြီးပေမဲ့ဉာဏ်မကြီးဘူးနော်အသက်ကြီးတောင်ဉာဏ်မကြီးလို့ခေါ်တယ်အဲ့ဒါစဉ်းစားကြည့်လေဒါနှကောင်းနှမြတ်ဘယ်လိုမှမဖြစ်နိုင်ဘူးနည်းနည်းတော့စဉ်းစားဖို့ကောင်းတယ်လူကြီးတွေကနော်တင်းလို့အရက်တွေမူးယူးနေတဲ့လူကနှကောင်းနှမြတ်ဖြစ်မလားလို့နည်းနည်းစဉ်းစားကြည့်လေဟုတ်တယ်မလားလူလောကမှာတော့ငမူးဆိုရင်လူတွေလက်ကြည့်ရှင်တာမဟုတ်ဘူးအဲ့တော့ဒီနက်စုံနက်ဘက်ကိုကြာမှသဘောသွားပြီးတော့နော်အလေးတမြတ်သွားလုံနေကြတာလူတွေရဲ့ဉာဏ်စဉ်းစားမှုအားနဲ့တာတေချာပါလေဒါကနော် အဲ့တော့နှကောင်းနှက်မြတ်ဘလို့မှမဖြစ်နိုင်ဘူးဒီလောက်မူယူអော်ဟင့်နေတာနော်ဓာချင်းချင်းနေတဲ့ဥစ္စာတွေကြောက်စရာတော့ကောင်းတော့ဘလူးများအောက်မရတာဥစ္စာနဲ့တောင်မထင်ဘလူးများဝင်မှုနေသလားအောက်မရတာနော်အဲ့တော့နှကောင်းနှက်မြတ်လုံးဝမဟုတ်တာတော့သိချာတယ်ဒီလောက်မူယူနေတဲ့ဥစ္စာ။နေအဲ့တော့ဆိုလိုတာကဥစ္စာဗုဒ္ဓဘာသာတွေစဉ်းစားဖို့အချိန်တန်ပါပြီလို့နော်စဉ်းစားသင့်ပါတယ်။ဒါကိုလုံးနေတဲ့အလုတ်ကဗုဒ္ဓရဲ့အဆုံးအမနဲ့ကန့်ညီရလားမကန့်ညီတာရောဘာလို့ဖတ်တွေ့ထားမှာလဲ။စွန့်ပါနော်စွန့်ရမှာပဲဖတ်တွေ့ရမှာမဟုတ်ပါဘူး။မှားနေရင်စွန့်ရမယ်။အမှန်ထက်ဆက်ဆက်ချောက်ရမှာပဲနိ။ ော့စဉ်းစားသင်ပြီးပြင်နေပြင်သင်ပါတယ်နော်အဲ့တော့မြတ်စွာဘုရားရှင်ကိုဟောတယ်လीမြတ်စွာဘုရားကဆွန်ဆွန်ရှင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတမထဝိပဿနာမှာပတ်သက်တဲ့တွေ့တာမှုကတော့ဘုရားဆွန်ခိုင်းတာလीနော်ဥစဉ်တို့အုံလူပမဆိုပြီးဘုရားကဖောင်းနဲ့တော့ဥပမာပေးထားသေးတာပဲနော်ဒီတမထဝိပဿနာတရားဆိုတာဖတ်တွေ့ထားမယ့်အရာမဟုတ်ဘူးတဲ့ဟိုဘက်ကန်းကိုကူးဖို့အတွက်လှေပဲဖြစ်တယ်ဖောင်းတာဖြစ်တယ်တဲ့ ဖောင်နဲ့လေနဲ့ဟိုဘက်ကန်းကိုကူးမယ်ပြီးဟိုဘက်ကန်းရောက်သွားလို့ချင်းဒီဖောင်ကြီးလေကြီးကိုထမ်းပြီးဘယ်တော့သွားမနေဘူးကန်းမှာထားပဲခဲတာပဲဒီတိုင်းပဲတမထောက်ပဒနာကိုအထောက်ကြတယ်ဆိုတာဖတ်တွယ်ဖို့မဟုတ်ဘူးဟိုဘက်ကန်းကိုကူးဖို့တော့အထောက်တာဒီတမထောက်ပဒနာပေါ်မှာတွေ့တာမှုထားစရာမလိုဘူးဒါမြတ်စွာဘုရားကတိတော့ကောင်းမြတ်တဲ့တမထောက်ပဒနာတရားကိုတော့မှဘုရားကတွေ့တာမှုမရှိရဘူးလို့ပြောထားပြီးသားဟောဘာလို့သွားတွေ့တာနေဦးမှာလဲနော်အဲကြောင့်ဒီမဟုတ်မမှန်တဲ့ယူရကြလေးတွေကိုစွန့်ပါလို့အကြောင်းပြောတာနော် တတိတွေစွန့်ပါစဉ်းစားပါဘုရားဝါဒနဲ့ကိုက်ညီလားမကိုက်ညီလားစဉ်းစားမကိုက်ညီလားရောဘာလို့ဖတ်တွေ့ရအောင်ပါလဲတလကောင်းမြတ်တဲ့သမထတရားဥပဒနာတရားတော်မှာဘုရားအစွန်ခိုင်းတာနော်ဒါတတိပြုစရာဖြစ်တယ်နော်ဟေးရှင်ဗျာမေကွန်မေရှာကွင်ပြုပါရှင်ဗျာဟိုဟာရှေးထုံးလဲမပယ်နဲ့ဈေးနှုံးလဲမကျွေနဲ့ဆိုရဲဟိုစကားဝါရာနဲ့ပေါ့နော်မင်းတို့ရေဟိုရှေးခေခါကပေါ့နော်ဟိုဒီဘီရင်နက်ခတ်တီဆိုတာလည်းရှိကြရယ်ပေါ့နက်ကူးကွယ်မှုဆိုတာလည်းရှိကြရယ်ပေါ့ ဒါတွေတော့မပယ်သင့်ဘူးပေါ့နော်တပြည့်တော့သိချင်တာပေါ့နော်အာဒီဒုက္ခဟိုဘယ်သူမဆိုရင်တော့ပေါ့နော်လောကမှာဒုက္ခတွေအကျက်တဲတွေဖြစ်လာမှာပဲလေဖြစ်လာတဲ့အခါမှာအဲတချို့လူတွေကဘေးရင်နေနက်ခတ်တွေအဲရေဒီယာတွေခြေကြရဲပေါ့တပြည့်တော့ဘာလို့လဲဆိုတော့ဒီဗုဒ္ဓဘာသာအနေနဲ့ဟောဒီဟိုဒီကံကောင်းလာအောင်ကံနေမြင့်တက်လာအောင် ဘလိုမျိုးဟိုရည်ရည်လိုပုံစံမျိုးတော့မဟုတ်ပဲမဲ့ကံအဲ့ကုသိုလ်ကံนี่အားကောင်းလာအောင်ဘလိုမျိုးလှုပ်တဲ့လဲပေါ့နော်အဲ့ဒါလေးသိချင်ပါရဲ့ရှင်ဗျာကုသိုလ်ကံပုံမှန်ကို၅ပါးသီလဆောက်တည်ပြီးတော့ညသမကုသိုလ်လောရမှာပဲလေကုသိုလ်ကံလုံနေရင်ကုသိုလ်ကံဆိုတာကောင်းလာတာပဲလေကောင်းတာလုံရင်ကောင်းတာကံတွေရနေတာပဲအဲ့တော့ခုနနက်ကိစ္စနဲ့ပြောရမယ်ဆိုရင်နက်ကိုပူဇော်ပတ်တာလို့ရပါတယ်နော်ကိုပူဇော်ပတ်တာပတ်တာလို့ရတယ်သူတို့ ိုကုညီစရှင်လို့ပေါ့နော်ကိုယ့်ရဲ့ကိစ္စတွေမှာအောင်မြင်အောင်ကုညီပေးတာလို့ပေါ့ပူဇော်ပတ်တတ်လို့ရတယ်ကိုယ်ကိုယ်လို့မရအောင်တခုရှိတာကနှက်တွေနှက်တိုင်းကနှက်ကလေးကပေါ့နော်လူတိုင်းကိုဟိုမဆားလို့ရသလားပေါ့နော်စဉ်းစားဆိုမရအောင်သူကလူမဆွမ်းရင်လည်းလည်းမမနိုင်ဘူးလူဆွမ်းမှနှက်မလို့ရတာနော်သဘောပေါက်လားမသိဘူးကို့မှာနှက်တွေမဆားတယ်ဆိုတာက ကုသိုလ်ကံတွေရှိရတယ်နှက်တွေမနိုင်လောက်တဲ့ကို့မှာကံတရားတွေကို့မှာရှိရတယ် နက်ကမစားလို့ရလို့ချင်းအားလုံးတထေးပြောင်းမစားနေမှာပေါ့နက်တီးကမိုင်းလို့မရဘူးလေသူ့မှာနက်တီးကမစားလို့ရရမယ်သူ့မှာကံတရားတွေရှိရတယ်ဆိုတာကဒီလူမှာကုသိုလ်ကံတွေရှိတယ်ကုသိုလ်အကျိုးတရားတွေလာနိုင်တဲ့အနေအထားသူရှိတယ်အဲ့တော့အဲ့ဒီကုသိုလ်ကံတွေအကျိုးပေးခွင့်ရလာအောင်အခွင့်အလမ်းတွေသူလုပ်ပေးလို့ရတယ်ဒါမျိုးပဲသူလုပ်ပေးလို့ရတာနော်အဲ့ဒါဆိုတာကနက်ကအားလုံးကိုကောင်းအောင်လုပ်ပေးမပေးနိုင်ဘူးအဲ့လုပ်ပေးနိုင်ပါတယ်ဆိုလို့ချင်းမိစ္ဆာဒိဋ္ဌိဖြစ်သွားတာအဲ့ဒါနေမာနာဟေတုဒိဋ္ဌိလို့ခေါ်တယ် ဖန်ဆင်းခြင်းဝါဒပုံစံဖြစ်သွားလိမ့်မယ်။အကုန်လုံးနှက်ကလုတ်ပေးနိုင်တယ်ဆိုလို့ယူဆလိုက်လို့ချင်းအဲ့ဒါဥစ္စာဖန်ဆင်းခြင်းဝါဒဖြစ်သွားပြီ။နော်။ဟိုထာဝရဘုရားသခင်နဲ့နှက်ပဲဒါပဲကွာတာပဲရှိတာအတုံးလုံးကနော်အဲ့ဒီဆိုပေါ့အကုန်လုံးကိုနှက်ကမစားပေးနိုင်ပါတယ်ဆိုရင်တော့လုံးဝမှားတယ်။နှက်ကမစားပေးနိုင်တာမဟုတ်ဘူး။ကို့မှာမစားပေးလို့ရနိုင်တဲ့အခွင့်အလမ်းရှိမှကံတရားတွေရှိမှနှက်ကလုတ်ပေးလို့ရတာ။ဒါကိုနားလည်ထားဖို့လိုတယ်။အဲ့တော့နှက်ကလုတ်ပေးလို့မစားဖြစ်တာမဟုတ်ဘူးနော်။ကို့မှာရှိနေလို့နှက်ကလုတ်ပေးလို့ရတာ။အဲ့ဒါကြောင့်သူတို့နှက်ကိုကြည့်ပဲအားကိုးနေလို့မရအောင် ကိုယ့်ရဲ့ကံကြံဝိရိယတွေကိုလောရမှာဒါမှ낵ကမပီလို့ရတာနော်အဲ့ဒါမျိုးရှင်ဘုရားမေကုံမေလျှောက်ခွင့်ပြုပါဗျာဆက်ဆက်မေကုံပါဗျာတပည့်တော်တို့ကတရုပ်မျိုးနယ်ဆိုတော့ဗျာအိမ်မှာတရုပ်နဲ့ပတ်သက်တဲ့ဒီကွန်ယမဲတော်တွေဒီတခြားရိုးရာ낵တွေတော့ရှိကိုကွယ်နေကိုကွယ်တော့မဟုတ်ပါဗျာဟိုစင်နဲ့တော့အဖွားတို့မေတို့ခက်ကြတဲ့ ပူဇော်နေတယ်ဆိုတော့ပူဇော်ထားတာပေါ့ဗျာအဲ့မှာတပည့်တော်ရဲ့ညမဒုတိယတရားကတပည့်တော်သူကအဲ့ကွန်ယင်မယ်တော်တို့ဘာလို့ဆိုရင်မကတော့ဘူးပေါ့နော်ကတော့ရင်တဏ္ဍာကုန်ပြစ်တယ်ဆိုပြီးတော့မကတော့ပါဘူးဗျာတပည့်တော်ကြတော့သူ့ဟိုကိုးကွယ်တာပဲပူဇော်တာပဲရှိတာပေါ့ဗျာတအားကြီးကိုးကွယ်တာတော့မဟုတ်ဘူးဒါတော့ရိုးရိုးအနေနဲ့မကိုးကွယ်ဆိုတော့တပည့်တော်အနေနဲ့ကြတော့ရောဒီခုနဆေဖြတ်ပြောသလိုတဏ္ဍာကုန်ပြစ်တဲ့ သုံးမျိုးထဲမှာပါဝါမလားဗျာ။อืมမပြတ်ပါဘူး။ဥစ္စာလေဒီဆယ်တော်ကြီးကဓမ္မဒီပနီဖတ်ကြည့်ရင်တော့ရှင်းပါတယ်။နော်ကိုဥစ္စာလူချင်းချင်းတော့မှာကိုတက်အသက်ကြီးတဲ့ပုဂ္ဂိုလ်ဆိုရှစ်ခိုးနေကြတာပဲလေ။အဲ့ဒါတဏ္ဍကုံပြတ်လို့လာတာ။ကိုကရံမဟုတ်ဘူးဒါကအယုသေးပေးတာ။လေးစားတဲ့အနေနဲ့ respect ပေးတာပဲလေ။အဲ့တော့ဒီ net ကိုလည်းကိုကကိုကရံအနေနဲ့ရှစ်ခိုးတာမဟုတ်လို့ရှိတာမဟုတ်ဘူး။သူ့အယုသေးပေးတာလို့ရှိတဲ့သဘောပေါ့နော်။အဲ့တော့သူဟာတကိုးရှိတယ်ပေါ့။ငါ့အောင်များကိုညီနိုင်မလားဆိုတဲ့သဘောမျိုးနဲ့သူ့ကိုလေးစားတဲ့ရှစ်ခိုးတဲ့သဘောပဲ။ကိုယ်ကိုကိုယ်ရတဲ့နေနဲ့ရှိခိုးရင်တော့တဏ္ဍာကုံပြတ်တာပေါ့ ဒါတော့ခွဲခြားနားလည်တာပေါ့လို့လည်းနော်မိကုမေရှာခွင့်ပြုပါဗျာဆက်ဆက်မိကုဖြစ်ပါရဲ့ဗျာအဲတပည့်တော်ကကြတော့မိယိုးဖလာဗုဒ္ဓဘာသာဝင်ဖြစ်ပါရဲ့ဗျာဒါမဲ့ငငယ်တော့အဖုံးညောင်းတဲ့မိုင်း콰ယံမဲတော်တွေကာလီမမဲပြီးတော့ဟိုအငုံမိုးတော်ရရှိပါရဲ့ဗျာအဲအဲ့ဒီအကုန်လုံးကိုလိုက်ပတ်ပြီးတော့ကြော့ခဲ့ဘူးပါရဲ့ဗျာပြီးလို့ရှိရင်ဟိုကိုဘကတခုခုလိုချင်တဲ့စိတ်နဲ့အဲ့လိုမဟုတ်ဖို့ရပါစေဆိုစူတောင်းပြီးကြော့ရမျိုးလည်းရှိခဲ့ပါရဲ့ဗျာအဲ့ဒါကဟို အကုတို့ဖြစ်စေပါသလားဖေ။တပည့်တော်မှာမျိုးရိုးလည်းမရှိပါဘူးဖေ။မရှိဘဲနဲ့ကြောခဲ့မိတာပါဖေ။အဲ့ဒါစစကပြောခဲ့တယ်လို့လေ။ကိုကိုရအနေနဲ့မဟုတ်ရင်တော့မဆိုင်ပါဘူးနော်။ကိုကိုရအနေနဲ့မဟုတ်ရင်မဆိုင်ပါဘူး။အဲ့တော့ကိုတခုခုကိုညီပါစေမသားပါစေဆိုသဘောမျိုးနဲ့လှုပ်တာကတော့နောက်တဏ္ဍကုံမပြတ်ပါဘူးနော်။ရှင်ပြမင်းကုံမင်းရှောက်ပေးပြပါဗျာ။ဆက်ဆက်မင်းကုံပါဗျာ။ခုနဟိုမေးတယ်လို့ပဲတပည့်တော်တို့နည်းမှာဘုန်းကြီးကြောင်းတကြောင်းရှိတယ်ဗျာ။အဲ့ဘုန်းကြီးကြောင်းမှာအဲ့ခုနပြောသလိုပဲဒီ ကွမ်းရင်မတော်လို့အကုံဘိုးတော်လို့အကုံရှိတယ်ဗျအဲ့ဆိုရင်ရောဘုန်းကြီးเจ้าမအဲ့လိုမျိုးထားလို့တင့်လာဟိုဘာဘလို့လို့ရမလဲဗျအဲဘုန်းကြီးသေရဝါဒဘုန်းကြီးเจ้าဆိုတော့မရှိသင့်ဘူးလေသေရဝါဒဘုန်းကြီးเจ้าကဘုရားတရားတန်ခါယန္တာသုံးပါးကိုပဲအထည်အထွတ်မြိတ်ထားမှာလေကျန်တာတွေကနေရုပ်တင်ငခါရုပ်တော်မှာထားတင်တာမဟုတ်တာဒါတွေကနော်ဟိုလက်တင်ငခါရည်ဆိုတာရှိပါတယ်ဒါဒါပေမဲ့သူတို့ကိုအယုတ်တထုစရာမလိုဘူးလေကိုယ့်အကို မေတ္တာပို့ပေးမယ်အမြဝေပေးမယ်ဒါပဲပေါ့နော်ဒီဥစ္စာအကောင်းဆုံးပဲလေသူတို့သူတို့တို့အထောက်ပံ့ဖြစ်စေတာကဒီမေတ္တာတရားနဲ့စောစောကပြောတဲ့ဒီအမြဝေမှုကုသိုလ်အမြဝေမှုတရားတွေကသူတို့တို့အထောက်ပံ့တကယ်ဖြစ်စေတာလေအဲ့တော့ဘုန်းကြီးတွေကိုယ်တိုင်ကဒါကဒီယုတ်တွေတွားပြီးတော့ထုထားလိုက်မယ်နေယုတ်တွေဘိုးတော်ယုတ်တွေခုနကငကားယုတ်တွေထုထားမယ်ဆိုလူတွေကဘလို့ဖြစ်ကုန်မလဲနော်ခေါင်းဆောင်ပြတဲ့ဘာသာရေးခေါင်းဆောင်ပြတဲ့ဘုန်းကြီးတွေကိုယ်တိုင်ကဒီလိုမျိုးလုပ်တဲ့ခါကျတော့ဟောဘုန်းကြီးတွေကမှလုပ်သေးတာပဲဆိုတော့လူတွေကကိုယ်ကံမှုစနစ်ဖက်ကိုပြောင်းသွားမှာငကားကိုယ်ွယ်တာတွေဖြစ်လာလိမ့်မယ် နော်ငကားတွေကိုကိုွယ်တာဖြစ်လာမယ်ဘိုးတော်တွေခုနကနတ်ယုတ်တွေကိုကိုကိုွယ်တဲ့စနစ်တွေဖြစ်လာလိမ့်မယ်အဲ့တော့ဘုန်းကြီးတွေကအစားတတိထားရတယ်လှုပ်တဲ့အခါမှာလမ်းကြောင်းမလွဲစေရအောင်ဘုန်းကြီးတွေရတယ်ဘုန်းကြီးကြောင်းမယ်လို့ချင်းဘာမှမရှိသင့်ဘူးရှင်းရှင်းလင်းလင်းပဲထားသင့်တယ်နော်ရှင်ဗျာမိကုံမလျှောက်ခွင့်ပြုပါရှင်ဗျာဆက်ဆက်မိကုံပါဗျာအရှင်ဗျာအဲ့ဆိုရင်ဘုန်းကြီးကြောင်းမှာအဲ့လိုမျိုးမရှိသင့်ဘူးဆိုတော့အိမ်မှာရော အိမ်တွင်းတို့ဟိုအိမ်တွင်းမင်းမကြီးတို့ဒါဥရှင်ကြီးဆင်နေတော့ရှိတယ်မှာတာဗျာဟိုမရှိတယ်မှာဟိုဆောဆောပြောဆိုဒါဖုန်းကြီးဆိုရင်ပိုမရှိတယ်ဆိုတဲ့ဘောပြောတာပါလူလည်းမရှိတယ်မှာဟုတ်နော်အကောင်းဆုံးဖြစ်တဲ့ယတနာသုံးပါးကိုတွေ့နေမှာတော့ဘာမှထပ်ပြီးမျောလင့်နေဦးတာတော့နော်အဲ့တော့ဖခင်တရားတန်ခါဆိုရင်အကောင်းဆုံးယတနာသုံးပါးကိုတွေ့နေပြီလေကျန်တဲ့လူတွေကိုယတနာလို့မခေါ်ပါဘူးဒီဘိုးဘိုးမင်းခေါင်ယတနာလို့မခေါ်ပါဘူးနိုင်ငံတိုင်းယတနာလို့မခေါ်ပါဘူးအဲ့တော့ယတနာကိုတွေ့နေပြီလေဟုတ်တယ်မဟုတ်လားဘာမှမထပ်ပြီးအလေးခံပြီးတော့ ထပ်ပြင်ပန်းခံမသိနေဘူးမအောင်နော်ဦးဇင်းတို့စာပေထဲမှာရှိပါတယ်ဖခင်ဥမာပေးထားတာလေအဲလူတငယ်ချင်းနှစ်ယောက်နော်ထွက်လာရွာကနေထွက်လာကြတယ်ထွက်လာကြတော့လမ်းမှာမတွေ့လဲမျက်တည်းတွေ့တယ်လေအဲတငယ်ချင်းနှစ်ယောက်အလကဘာမှမသိနိုင်မဲ့သူမျက်တည်းသေးတာလည်းကောင်းပါတယ်ကွာတခုခုတော့နွားစာတွေပါတယ်ရောင်းလို့ရတာပေါ့ဆိုတငယ်ချင်းနှစ်ယောက်မျက်ထုတ်ကြည့်တယ်ထမ်းလာကြတာလေအဲ့တော့လမ်းမှာမျက်ထုတ်ကြည့်တယ်တယ်လာရင်တယ်လာရင်နဲ့မတွေ့လဲဆိုတော့ဟောမှာဝါကုန်းထုတ်တွေတွေ့တယ် အဲဘာဝင်တဲ့တက်တာကျွန်တော်ငွေချင်းတယောက်ကဟိတ်ကောင်ဟာဝါကွင်းထုတ်တဲရအောင်ဆိုတော့အာငွေချင်းတယောက်ကမျက်ထုတ်ကိုပြစ်ချလိုက်ပြီးတော့ဝါကွင်းထုတ်ကိုထမ်းတင်လိုက်တယ်နောက်တစ်ယောက်ကဟာကွာဒီမျက်ထုတ်ကြီးငါတို့တဲလာဝေးရတဲလာနှမျောစရာကြီးဆိုတော့အဲ့တော့ဝါကွင်းထုတ်ကိုသူမတဲဘူးမျက်ထုတ်ကိုနှမျောလို့ရတာနော်အဲ့ဒါဆိုတော့တကယ်ရောင်းချလိုက်တဲ့အခါကျတော့ဝါကွင်းသမားအများကြီးရတာပေါ့မျက်ထုတ်သမားဘာမှမမြင်အောင်ဆိုတော့အဲ့ဒါပဲဒါငါတို့တဲလာခဲ့တာကြာပြီဆိုပြီးတော့အဲ့ဒီအယူဆွဲကိုမစော့နိုင်အောင်ကောင်းပါပြီဆိုတဲ့ယတနာကိုတွေ့နေပြီနော် ဒါပေမဲ့ဒါကငါတို့ဘိုးဘွားလက်ထက်ကနေတည်လာခဲ့တဲ့ဥစ္စာပဲဆိုတဲ့အစွဲကလေးနဲ့မစွန့်နိုင်ကြအောင်။မှန်မှန်နဲ့သိတယ်။ယတနာအကောင်းကြီးလည်းတွေ့နေပြီ။ဒါကမစွန့်နိုင်။အဲ့ဒီဥပမာတိုင်းပဲ။အဲ့တော့ကိုယ်ပဲနဲ့နာတာလေနော်။အဲ့တော့ယတနာကြီးကိုတွေ့နေမှာတော့ဒီမျက်ထုံနဲ့တူတဲ့ဘိုးတော်တွေနန်းကတိုင်းတွေခုနကကိုကြီးကျော်တွေဘာလုပ်နေဥပါတော့လို့။ဒါနည်းနည်းစဉ်းစားသိချင်တာပါနော်။ရှင်မအမေကမေးလျှောက်ဝင်ပြီးပါရှင်။ဆက်ဆက်မေးကမှာဗျာ။အဲ့ဒါဆိုရင်အိမ်အမှရှိတဲ့ ဘောနော်အဲ net ဆင်တွေဘာတွေကိုဖြုတ်မယ်ဆိုရင်ဘောနော်လူကြီးတွေကပြောမယ်ခိုင်းမကြိုက်ဘူးပေါ့ဗျာမကြိုက်တဲ့ခါနဲ့ net ကင်မယ်တွေဘာတွေဒါတွေပြောမှာပေါ့ဗျာအဲ့ဒါကိုအဲ့အစွဲကိုရောကြွအောင်တပီတော်ဘယ်လိုများပြောရမလဲနီလန်ကောင်းလေးများပြောအောင်ရှင်ဗျာဥပါဒံတရားတွေကဖြောက်အခတ်တယ်လူကြီးတွေကဘူးဆိုတယ်เนาะဟုတ်တော့မှားတဲ့အစွဲတစ်ခုဖြစ်ဖြစ်မှန်တဲ့အစွဲတစ်ခုဖြစ်ဖြစ်စွဲလန်းပြီးပြီဆိုရင်ဖြောက်ရတော်တော်ခတ်တယ်အเจ้าတရားနေနဲ့ပတ်သက်လာရင်ပူဆိုးတယ် ချုပ်လိုက်ရင်များစီးပွားရေးထိခိုက်သွားမလားအိမ်သွေးအိမ်သားတွေများတခုခုဖြစ်သွားမလားဆိုတဲ့အဲ့ဖြစ်သွားမလားဆိုတဲ့အကြောက်တရားကြီးဟာတိတ်ကြောက်ဖို့ကောင်းတာအဲ့ဒါနဲ့ပဲမှားမှန်းသိတယ်မဟုတ်မှန်းလည်းသိပေမဲ့လည်းမစွန့်နိုင်ကြဘူးပေါ့နော်အဲ့လိုဖြစ်နေတာအဲ့တော့တရားယောဂအမုန်းခံပြီးတော့ကျွန်တော်ဆုံးမိမယ်နောက်ကလည်းပြောပြပါမယ်ကျွန်တော်ဆွနာပါခိုင်ချင်းခိုင်ဆရာရှိရင်ကျွန်တော်ပဲခိုင်ပါလို့နော်ဒီအိမ်သားနဲ့မဆိုင်ပါဘူးဒီလိုပြောပြီးမှလုပ်ပြီးမှလက်ခံရင်တော့တမျိုးပေါ့နော်အဲ့လိုမျိုးတွေဆိုတော့အဲ့လိုတဦးတယောက်ကလည်းအမိုက်ခံပြီးတော့လုပ်ပြီးမှလို့ရှိရင်တော့ကောင်းတယ်ဆိုတော့ဒီနေ့ခက်ကအဲ့လိုပါလူတွေကအကြောက်တရားနဲ့ရှင်သန်နေကြတော့လေ ဟုတ်လားမဟုတ်လားမသိအကြောက်စိတ်ကဟိုသူလွှမ်းမိုးနေတာပဲတခုခုမတော်တဆဖြစ်ခိုင်းတော့မှတွေ့တယ်မလားနက်ကင်တာဆိုဖြစ်ပြီးတက်လာတာနော်တခုခုပြန်တော့မှလေအဲလိုမျိုးအဲ့တော့တိုက်ဆိုင်ခိုင်းတော့မှအဲ့လိုဖြစ်မှာလေအဲအဲ့ဒါမျိုးဥစဉ်တော့အတီးတရားဆိုလည်းအဲ့လိုပဲလေသူဆိုလည်းအဲ့လိုထေရဝါဒတရားဓမ္မတွေနားထောင်ပြီးတော့အဲ့ဒီရိုးရာဒလေကိုးကံမှုတွေအကုန်ဆွတ်လိုက်ပြီနက်တွေအဲ့ခုနကဘိုးမင်းခေါမှာညအကုန်ဆွတ်လိုက်တာပေါ့တော့ဆွတ်ရင်မကြခင်ပါပဲကားအက်ဆီဒန့်ဖြစ်တယ်ဖြစ်ပေမဲ့ तू ကလုံးဝဒီပေါ်မှာဘာမှတန်တရားမရှိဘူးဒီနက်တွေလောက်တယ်လို့လုံးဝတန်တရားမရှိတာငါ့ရဲ့ကံကြမ်းပဲငါဒီလိုဖြစ်တာ နော်ဒါနဲ့တင်ကိုသူတို့စွန့်နိုင်လို့ငါအစစ်တမ်းဖြစ်တယ်လုံးဝခံမခံကြဘူးဆိုတာကသူ့ရဲ့ခံကြက်လုံးဝမပြောင်းဘူးဆိုတာပြောပြောနေတာပါနော်တာမန်ပုဂ္ဂိုလ်တယောက်ဆိုဟာဟုတ်တယ်ဒါနဲ့တင်ကိုစွန့်နိုင်လို့ငါအခုလိုဖြစ်ရတာပဲဆိုပြီးထင်သွားနိုင်တယ်လေစွန့်မချက်ခိုင်ပါတယ်မဖြစ်ဘူးတန်ငါကံနဲ့ငါဖြစ်တာပဲတန်ငါကားမမောင်းတက်လို့ဒီလိုဖြစ်တာငါရဲ့တတိမဲမှုကြောင့်ဒီလိုဖြစ်တာဒီလိုပဲနှလုံးသွင်းတယ်လက်ကြောင့်လို့နှလုံးမသွင်းမိဘူးအဲခိုင်ပါတဲ့စွန့်မချက်ရှိဖို့တော့လိုတာပေါ့နော်